ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ29ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရင်ပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဇုတ်တင်ဆက်ပေးကြတာကတော့ပြစ်တဲ့လွန်ငင်းကွင်းနဲ့905ကကြီအမှုတွဲတွေကိုပိတ်ပေးမယ်လို့စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညညရေးအစိုးရ NUG ကစစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားတွေဖြစ်ကြီးညာပြီးနောက်ပြည်တယ်လူငင်းကွင်းအမိတ်နဲ့ရစသက်ကြီးဥပဒေပုံမှန်905ကကြီးနဲ့ကြားနာစစ်စစ်ဆဲအမှုများကိုပိတ်သိမ်းပေးမှဖြစ်ကြောင်းစစ်ကော်မရှင်တရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဇော်မင်းထွန်းကပြောကြားပါတယ်။ဒါအပြင်ရစသက်ကြီးပုံမှန်905ကကြီးပြည်တယ်ကြားခံနေရသူတွေကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ၄နှစ်ခွန်နဲ့အညီလွတ်ပေးမှဖြစ်ကြောင်းတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က၎င်းတို့ပိုင်းရုတ်တံမြန်မာတဆင့် ယမန်နေ့နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်။မကြမီကျင်းပမဲ့ရွေးကောက်ပွဲမှာစန္ဒမေပိနိုင်ရေးအတွက်ရစသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့တရားစွဲဆိုခံထားရသူတွေနဲ့ထွက်ပြေးတိတ်ရှောင်နေသူတွေကိုအမှုမှလွတ်ပေးဖို့အမိန့်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ပြည်တံလူငင်းကွင်းရစသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့အပြစ်ကြခံနေရသူတွေကိုလည်းခံဝန်နဲ့အပြစ်မှလွတ်ပေးမှာဖြစ်ပါတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။905ကကြီးနဲ့တရားစွဲဆိုခံထားရသူများနဲ့ ြည်တင်ကြကန်နေရသူများစည်းငုံယမန်နေ့ည၈နာရီတတင်းအပြည့်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်တဲ့အတွက်ကျင်းပရန်32ရက်တာလိုပါတော့တယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝက်လက်မြွနဲ့စိုင်းနိုင်ကွေးမှာထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား35ဦးသေဆုံးခဲ့ပြီးလက်နက်30ကျောင်းနဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝက်လက်မြွနဲ့ဆိုင်းနိုင်ကွေးမှာထွက်ခွာလာတဲ့အချက်ပတ်စစ်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား35ဦးကျော်သေဆုံးခဲ့ပြီးလက်နက်30ကျော်နဲ့ခင်းရဲများတင်ဆက်ရရှိခဲ့ကြောင်းရှေဘို District Battalion 5ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်၈နာရီခန့်မှာဝက်လက်မြွနဲ့ဆိုင်းနိုင်ကွေးမှာထွက်ခွာလာတဲ့အချက်ပတ်စစ်တဲ့ဘက်မှဗိုလ်ကြီးစံညွန်ထွန်းဦးစီးတဲ့တပ်မတော်တော်လက်အောက်ခံခမရ1တက်ခလာရ42နဲ့ပြူစော်တီပူပေါင်းအင်အား120ခန့်ဟာ ပုံနာကြေးရွာကိုဝင်းရောက်မိရှို့နေစဉ်ပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာညနေ6:30မိနစ်ထိကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ35ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာစစ်ကြောင်းပြတ်၍ဆိုင်းနိုင်ကွေးမှာရှိတဲ့စစ်တပ်စခန်းအတွင်းကိုပြန်လည်ဝင်းရောက်သွားကြောင်းသိရှိရပါတယ်။ဒါအပြင်အကြံဖတ်စစ်သားများကိန်းဆောင်အုံပြုတဲ့ MA1 အမျိုးအစားတနက်17လက် MA2 အမျိုးအစားတနက်3လက် MA3 အမျိုးအစားတနက်6လက် ငကြင်းမီနှစ်လက် RPG တစ်လက်စနိုက်ပါတစ်လက် B100 စိန်ပြောင်းသုံးလက် BA90 စိန်ပြောင်းတစ်လက်ဂျမ်ပါဆက်တစ်လုံးကြီးပေါက်16ပေါက် 5.56G အတောင့်390 7.62G 1919တောင် RPG လေးဘူး RPG ပို့ကြီးခုနှစ်လုံးကြီးကအုတ်ထုတ်ဆယ်လုံးလက်ကင်ဖုန်း28လုံးအင်နာဂါဘုံဒီ16လုံးနဲ့လက်ပစ်ဘုံ9လုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမတ်နှစ်ရွှေဘိုခင်ကုတ်ကေးရီစီမံချက်နဲ့ အမှတ်၁အမှတ်၂အမှတ်၃အမှတ်၄အမှတ်၅အမှတ်စက္ကွန်တရေများဝက်လက်မြွနဲ့ပကဖဟန်လင်းတိုက်နဲ့ပကဖအမှတ်၄ရွှေဘုတ်ခိုင်ဒရုန်းအဖွဲ့အမှတ်၁အမှတ်၄အမှတ်၃အမှတ်၄အမှတ်၅အမှတ်စက္ကွန်ဒရုန်းအဖွဲ့ဝက်လက်မြွနဲ့ပကဖဒရုန်းအဖွဲ့နဲ့ဒေသခံပကဖများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရဲဘော်၃ဦးမစိုးရိမ်ရတိုက်ခိုက်တန်ရာရရှိခဲ့ကြောင်းသိရှိရပါရခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကျွံပြူခြင်းလူကုန်ကူးခြင်းစိုက်ဘာရာဇဝတ်မှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းများပျော်စံရရဝန်းတစ်ခုပြစ်လာတယ်လို့ကုလသမဂ္ဂမှတာမကြီးဦးကျော်မွထွန်းသတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ရဲ့စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကျွံပြူခြင်းလူကုန်ကူးခြင်းစိုက်ဘာရာဇဝတ်မှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းများပျော်စံရရဝန်းတစ်ခုဖြစ်လာနေကြောင်း ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမေရိကန်ကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကတရိပ်ပေးပြောဆိုပါတယ်။နိုဝင်ဘာလ25ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်တုံ့တက်ဆွေးနွေးတဲ့အစ်စ်မြင့်အစည်းအဝေးမှာတန်မကြီးကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အချမ်းပါစစ်အုပ်စုကပြည်တွင်းတရားရေးရန်ရရကိုပြိုလဲပျက်စီးအောင်လှုံ့ဆော်ခဲ့တဲ့အတွက် ုံလိုက်ကျင်းလိုက်စနစ်တကျလူကုန်ကူခံရတဲ့အခြေအနေကိုကြီးထွားလာစေခဲ့ကြောင်းခေတ်သစ်ကြုံပြူခြင်းနဲ့ရှုပ်ထွေးသောစိုက်ဘာရာဇဝတ်မှုများလည်းတဟုန်တိုးပွားများလာကမြန်မာနိုင်ငံကိုနေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းများပျော့ဆန်းရရဲဝန်းတစ်ခုဖြစ်လာစေခဲ့ကြောင်းမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်နဲ့တရားမဝင်စစ်အာဏာသိမ်းမှုမှာပြည်ထနာရဲ့ဇင်းမြစ်ဖြစ်ကြောင်းတတ်မှတ်ကြီးကတည်ပြပါတယ်မြန်မာနိုင်ငံမှာလူကုန်ကူးခြင်းပြည်ထနာ2021ခုနှစ်ဖေဖော်ဝါရီလမှာအတ္တမစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့သောပြိုလဲပြည့်စည်နေတဲ့အနေထားကိုပြတ်တပေးတဲ့လက္ခဏာတစ်ရပ်ပင်ဖြစ်ပါကြောင်း UNODC ရဲ့ data ရင်းသူတွေတည်တူဆိုရင်စစ်အာဏာရှင်စနစ်ဆိုကြောင်းရစွဲမှုကင်းများကင်းစားယောဂတပွဲပြန်ပွားနေတယ်လို့အတိအလင်းထောက်ပြထားကြောင်းစစ်အာဏာရှင်စနစ်ဆိုမတရားစစ်အာဏာသိမ်းမှုနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အပြစ်တိုင်ခြုံငိမ့်မှတာလျင်ပြည်ထနာကိုဖြည့်ရှင်းနိုင်မီမှာရှင်းလင်းမြေသားကြောင့်သူကဆက်ပြောပါတယ် ကိုပြည်သူတွေကိုကိုတိုင်ပြန်လဲပုံကျဲတက်ဖြတ်နေပြီးအကြောက်တရားခြုံလွန်းစေကဖိနှိပ်ကတ်သက်ချုပ်ကိုင်မှုများပြည့်နှက်စွာပြည်လုံနေတဲ့သူတွေကစီစဉ်နေတယ်လုပ်ငန်းစဉ်တစ်ခုဟာမြေတုံးများလွတ်လပ်မြတ်တပြီးအားလုံးပါဝင်မဲ့ရွေးကောက်ပွဲတစ်ခုဖြစ်မှာမဟုတ်ပဲလိန်ညာလှည့်ဖျားမှုတစ်ခုသာဖြစ်ကြောင်းအဆိုပါအတူယောင်ရွေးကောက်ပွဲဟာအကြက်အတဲကိုဖြည့်ရှင်းပေးမှာမဟုတ်ပဲအကြံဖတ်မှုများပုံမှုတိုးပွားစေကမတည်ငြိမ်မှုများအတွန့်ရှည်စီမှာဖြစ်ပြီးတရားမဝင်လူကုန်ကူးမှုကွန်ရက်တွေကို ပုံမှုပွားများဈေးမှာဖြစ်ကြောင်းတန်အမကြီးကပြောဆိုပါတယ်။စေအိုစုကကျေပြန့်စွာစနစ်တကျကျူးလွန်လျက်ရှိတဲ့အယတ္တပြည်သူများပေါ်မစင်မချင်းလေကြောင်းပုံကျဲတက်ကဲမှုများကိုတုံ့ပြန်လှုံ့ဆော်ခြင်းအတ္တမတတဆူဆောင်ခြင်းနဲ့ပြည့်နှံ့နေသောလူခွေရေးချူဖောက်မှုများအပါအဝင်မြောက်များစွာသောရက်ဆက်ကြံ့ကြံ့မှုတွေကြောင့်သုံးတတမချုပ်တန်းခန့်သောပြည်သူများအနေနဲ့ပြည်ရင်းမှာနေရစွန့်ခွာနေထိုင်ရကြောင်းအဲ့ဒီလိုနေရစွန့်ခွာထွက်ပြေးတင်းရှောင်နေစမှာလဲပြည်သူများအထူးသဖြင့် အမျိုးသမီးများကလေးငယ်များနဲ့ရိုရင်ဂျာများအပါအဝင်လူနည်းစုများအနေနဲ့လူကုန်ကူးခံရမဲ့အန္တရာယ်များနဲ့ရင်ဆိုင်နေရကြောင်းမကြသေးမီကတွေ့ရှိရတဲ့ကိုရင်းအင်ကအစိပ်ပိုင်းများတရားမဝင်ဖေထုရောင်းချခြင်းဖြစ်စဉ်များမှာထိတ်လန့်ပွဲကောင်းလွန်ကြောင်းတာမတ်ကြီးကထောက်ပြပါတယ်။ကုလသမဂ္ဂမူရည်စည်းဝါးနဲ့ရည်စွဲမှုဆိုင်ရာယုံ UNODC ကလည်းမြန်မာနိုင်ငံကဘ ਹੁ အချက်ချာကြတဲ့စင်မြင့်တစ်ခုဖြစ်လျက်အရှိတောင်အာရှဒေသမှာဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ကောင်းသောအတင်းကျပ်ရာဇဝတ်မှုကျူးလွန်ရန်စီခိုင်းတဲ့ဖြစ်ရင်းမဲ့အခြေအနေကိုမိမောထူထုတ်ဖို့ပြောဆိုထားကြောင်းနိုင်ငံပေါင်းများစွာမှနိနာသူများရဲ့စည်ရင်ဒီပင်လင်းပြည်ထနာရဲ့စိုးရွားမှုအတိမ်နဲ့နဲ့ဒေတာရင်းနဲ့အခြားနေရာများကိုပါကြော်လွန်၍ချင်းချောက်လာနေတဲ့အချက်ကိုဖော်ကျူးပြသနေကြောင်းကဘာပေါ်မှာရှိတဲ့မြို့သူတဦးတယောက်မြဤမြအန်ရဲ့ကြီးမသောနိုင်ငံတကာရာဇဝတ်မှုထမဘေးကင်းလွတ်မြောက်နိုင်မှာမဟုတ်ကြောင်းတပ်အမတ်ကြီးကဆက်လက်ပြောဆိုပါတယ် တို့ဖြစ်ရာမြန်မာနိုင်ငံအနေနဲ့အဆိုပါပြည်ထနာအတွက်မကြသေးမီကပင်အေးအေးယူလှုပ်ဆောင်ခဲ့တဲ့အင်းကြီးချင်းနိုင်ငံများဒေတာရင်းမိတ်ဖက်နိုင်ငံများနဲ့နိုင်ငံတကာမှပါဝင် ပတ်သက်နေသူများအားလုံးကိုကျေးဇူးအထူးတင်ရှိလိုပါကြောင်းယင်းလှုပ်ဆောင်ချက်များဟာအကာအကွယ်ပေးခြင်း protection ဖမ်းဆီးခြင်း prosecution နဲ့မိတ်ဖက်ပူးပေါင်းလှုပ်ဆောင်ခြင်း partnership ဟူသော P3 ခုနဲ့ကန့်ညီမှုရှိပါကြောင်းသို့တော်လည်းဒုတဲ့ကြီးမားတဲ့ရာဇဝတ်ဂိုင်းတွေကိုတိုက်ဖြတ်ဖြိုခွင်းနိုင်ရန် ပုံမခိုင်မာသောအရေးယူဆောင်ရွက်ချက်များလုံဆောင်ရမည်သာဖြစ်ကြောင်းမြန်မာအရေးကိစ္စနှင့်ဆက်စပ်လျင်ပြည်ထနာရေးဈေးမြက်အားရှင်းလင်းစွာတည်ရှိထားရမှာဖြစ်ကြောင်းအတိအလင်းထောက်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ဆိုးမတရားစစ်အာဏာသိမ်းမှုနဲ့ပြည်တံကင်းလွတ်ခွင့်တို့အပြီးတိုင်ခြုံငိမ့်မှသာလျင်ပြည်ထနာကိုဖြည့်ရှင်းနိုင်မည်မှာရှင်းလင်းမြေသာကြောင်းတစ်ဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့အွန်လိုင်းလေးလေမှုများအပါအဝင်နေဆက်ဖြည့်ကျော်မှုကင်းများအား တိုက်ဖြတ်သွားရင်ဒေတာရင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ခိုင်မာစွာယက်တီထားပြီးဖြစ်ပါကြောင်းတမ်မကြီးကထုတ်ပေါ်ပြောဆိုသွားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ KNU ရဲ့ကြားဖြတ်နိုင်နေရေးကိုလက်ရှိမှာထိုင်းနိုင်ငံနဲ့အမေရိကန်သားပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြန်မာထိုင်းနယ်စပ်မင်းလက်ပါမှာရှိတဲ့တရားမဝင် online ငွေလိမ်လုပ်ငန်းကြားဖြတ်နိုင်နေရေးကိုကရင်အမျိုးသားအစည်းအရုံး KNU ကဦးဆောင်နိုင်နေနေပေမဲ့ လက်ရှိအချိန်ထိထိုင်းနဲ့အမေရိကန်နိုင်ငံတို့သာပူးပေါင်းကူညီမှုရှိနေသေးတယ်လို့ KNU ကယမန်နေ့နိုဝင်ဘာလ26ရက်နေ့မှာထုတ်ပေါ်ပြောဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ27ရက်နေ့မှာမြောက်ရီမြို့တောက်ဘက်မင်းလက်ပံကြေးရွာမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကင်းရစ်တက်မတော် DGP ရဲ့အကာအကွယ်ယူထားတဲ့နိုင်ငံဖြတ်ကျော်ကြားဖြင့်လုပ်ငန်းခွင်တစ်ခုကို KNU ကဝင်ရောက်စီးနှင်နိုင်ငံပြည်နောက်ဖော်ထုတ်နိုင်ခဲ့ပါတယ်။အဆိုပါဖော်ထုတ်နိုင်မှုမှတစ်ဆင့်ကြားဖြတ်လုပ်ငန်းတွေကိုစနစ်တကျဖော်ထုတ်နိုင်ရန် မိမိတို့တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်အပြင်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုအရေးပေါ်လိုအပ်နေတယ်လို့ KNU ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ကဖိတ်ကိုတောင်းဆိုခဲ့ပါတယ်။လက်ရှိအချိန်ထိပေါ်ထုတ်နိုင်မှုမှာမင်းလက်ပံမှာရှိတဲ့ကာစီနိုဝင်းကိုဥဆောင်လုကင်နေသူက TKP တပ်ဖွဲ့ဝင်ဗိုလ်မှူးနိုင်လင်းဖြစ်ပြီး၎င်းဟာမကြာသေးမီက American Petrol ရဲ့ဝန်ကြီးဌာနရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကိုခံခဲ့ရတဲ့ TKP ခေါင်းဆောင်၄ဦးအနက်တဦးဖြစ်တဲ့ဗိုလ်မှူးချုပ်ဆိုင်းကျော်လှရဲ့ ိုက်ရိုက်ကုတ်ကဲမှုအောက်မှာရှိနေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ KNU ကွန်းစင်အဖွဲ့ရဲ့စစ်ဆေးချက်များအရဝင်းအတွင်းမှာကွန်ကရစ်အဆောက်20ခန်းစီးရုံနဲ့လူနေဆောင်များအပြင်အထူးသဖြင့်လေတပ်တိုက်နှလုံးမှာငွေလင်းလုပ်ငန်းများအပြည့်အဝလေပတ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ကွန်ပျူတာအလုံးရင်2000ခန်းနဲ့မိုဘိုင်းဖုန်း1000ကျော်ကိုတင်ဆက်ရမိခဲ့ပါတယ်။ဒါအပြင်အမိတ်မနာခံသူတွေကိုညှဉ်းပန်းနှိပ်စက်ရအုံပြုခဲ့တယ်လို့ယူဆရတဲ့လီးပြေ၆ပေအခန်းငယ်များ လူသားအချို့တမ်းမသေးစေနိုင်တဲ့လက်နက်များကိန်းဆောင်ထားခြင်းတို့ကိုတွေ့ရှိရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဝင်အတွင်းပိမိနေသူ2000ခန့်ရှိပြီး၎င်းတို့မှာအီသီယိုးပီးယားရဝမ်ဒါအီဂျစ်ထိုင်းလာအိုဖိလစ်ပိုင်တရုတ်မလေးရှားဘင်္ဂလားဒေ့ရှ်ထိုင်ဝမ်နဲ့ဟောင်ကောင်တို့မှနိုင်ငံသားများပါဝင်ပါတယ်။ KNU အနေနဲ့ထိုင်းအာဏာပိုင်များနဲ့ချိတ်ဆက်ကနိုဝင်ဘာလ23ရက်နေ့မှာထိုင်းနိုင်ငံသား28ဦးနိုဝင်ဘာလ24ရက်နေ့မှာတရုတ်နိုင်ငံသား36ဦးတို့ကို တရားဝင်လွှဲပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါလွှဲပြောင်းနေစဉ်အချိန်ကာလတွင်စစ်ကော်မရှင်တပ်တွေကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းနဲ့စစ်ကြောင်းထိုးခြင်းများရှိလာတဲ့အချိန်မှာနိုင်ငံအသီးသီးမှလုံသားတွေအားလည်းစူပူခြင်းနဲ့ခိုက်ရန်ဖြစ်ပွားခြင်းနေ့ရက်ပြန်လည်ခြင်းများတောင်းဆိုခဲ့ကြပါတယ်။၎င်းတို့လူဦးရေ900ခန့်မှာနိုဝင်ဘာလ25ရက်နေ့ညပိုင်းမှာတောင်ရင်မြစ်ကိုဖြတ်ကာထိုင်းနိုင်ငံဘက်ချမ်းကိုတက်ရောက်လာတဲ့အတွက် ထိုင်းအာဏာပိုင်တွေကနေရာချထားခြင်းစားတောက်ဖွဲ့ရများစီစဉ်ခြင်းနဲ့အကြက်လက်များစီစစ်ကောက်ယူခြင်းကိုအရေးပေါ်ဆောင်ရွက်ခဲ့ရတယ်လို့တန်လွင်ခက်ကစုံစမ်းသိရှိရပါတယ်။ယမန်နေ့နိုဝင်ဘာလ26ရက်နေ့ညအုပ်ပိုင်းအချိန်မှာလဲကြံရှိတဲ့ကြားဖြတ်လုံတာအချုပ်မှာထိုင်းနိုင်ငံဘက်ဂျန်ကိုကူလာဖို့တောင်ရင်မြစ်ကန်တောင်ပြင်မှာစောင့်ဆိုင်နေတယ်လို့မြေပြင်မှာရောက်ရှိနေတဲ့တန်လွင်ကက်သတင်းထောက်ကအချက်လက်တွေပေးပို့ခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှဒုဝန်ကြီးတန့်စင် ညွန့်ကျုံတဲ့အရာရှိတချို့ကိုယာတို့မှဖေရှားပြီးစီစည်းကစားမှုစီခွဲတဲ့မြလက်ယူချထားပေးမှုနဲ့စီမံခုမှုများအတွက်ဖန်စီစစ်စစ်အရေးယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနမှဒုဝန်ကြီးတန့်စင်ညွန့်ကျုံတဲ့အရာရှိတချို့ကိုစစ်တကယာတို့မှဖေရှားပြီးစီစည်းကစားမှုစီခွဲတဲ့မြလက်ယူချထားပေးမှုနဲ့စီမံခုမှုတွေအတွက်ဖန်စီအရေးယူထားကြောင်းစီလုံငန်းရှင်များထံကနေသိရှိရပါတယ်။ နိုဝင်ဘာလ9ရက်နေ့မှာစတင်ပြီး73စီဈေးကစားမှုစီခွဲရမြချာထားပေးရမှာလက်ငွေယူမျက်နှာသာပေးချထားမှုစီလက်ကျန်စီရင်စရာမကင်ကြီးပဲမောက်ခူခိုးထုတ်မှုတွေနဲ့စတင်ဖန်စီစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်ကလျှက်စစ်နဲ့စွန့်အင်ဒူဝင်ကြီးတက်စေကိုတောင်ဝမရစေးကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရှိရပါတယ်ကျွန်တော်တို့တည်ထားတာပြုတ်တဲ့အထင်းမှာညွန့်ကျုံတဲ့ညွန့်မှုတွေလည်းပါတယ်ဒူဝင်ကြီးကတော့ဦးဆောင်သူဖြစ်တော့သူကပူကောင်းခံရတာ စက်3စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီဝင်တွေလည်းအေးအေးယူခံရတယ်လို့စီလောကတပ်တဦးကရှင်းပြပါတယ်စက်3စီပိုင်ရှင်တဦးကလည်းဖန်စီအေးအေးယူခံလိုက်ရတဲ့စွမ်းအင်ဒူဝန်ကြီးတန့်စင်ကစီခွဲတန်းတွေကိုချာထားပေးရမှာငွေပေးနိုင်တဲ့ BOC ကဲ့သို့သော စိုင်းကြီးတွေကိုခွဲတန်းများအစမတန်ချာထားပေးပြီးအခြားသောစိုင်းတွေကိုခွဲတန်းများမညီမမျှချာထားပေးခဲ့ကြောင်းရင်းကဲ့သို့လက်ငွေယူစီခွဲတန်းမညီမျှမှုကြောင့်တိုင်ကြားမှုများဖြစ်ပေါ်လာကောင်စုံစမ်းစစ်ဆေးမှုများပေါ်ပေါက်လာခဲ့ကြောင်းရှင်းပြပါပါတယ်။ ် BOC ဆိုရင်မိဖက်တွေအတင်းခေါ်ခိုင်းတာစိုင်းတွေကိုဘယ်လောက်ပေးမယ်စိုင်းဝန်တန်းတွေမိဖက်ရှာနိုင်ရင်ဘယ်လောက်ပေးမယ်ဆိုပြီးရှာခိုင်းတာကော်မတီကြီးတွေကခွဲတန်းပို့ရအောင်လုပ်တော့ SME စိုင်းတွေအကုန်ထိတာဒီကောင်တွေကသူတို့ပဲလှုပ်ရှားနေရာတိုင်းသူတို့ကော်မတီကြီးစိုင်းတွေဖြစ်ကုန်ပြီ SME တွေမလုံနိုင်တော့ပပျောက်လာပြီဥပမာမော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင်မော်လမြိုင်မှာယာစာမင်းမှုတော်မမပေါ်သူတို့လက်ချက်တွေအခုကအထက်ကလည်းဖိရင် SME စိုင်းတွေကိုဖိတော့ BOC လို့ကုမ္ပဏီကြီးဆိုင်ကြီးတွေဆိုရင်စီတွေကိုဘယ်နေရာပို့ဖို့ထောက်ခံစားတော့မလိုဘူးကုမ္ပဏီကြီးတွေရဲ့စီဆိုင်တွေကိုလည်း PRP မခံရဘူး SME စီဆိုင်တွေမှာတော့အကုန်အကျပ်ခံနေရတာအခုကကိုငွေနဲ့ဝယ်ရတဲ့စီကိုတောင်အထင်းချုပ်ခံနေရတာစီခွေးတန်းကလည်းတွင်ကြီးဖြစ်နေတာအဲ့ဒါတွေကြောင့်ဒူးဝင်ကြီးတန့်စင်ပြုတ်တာလို့စီဆိုင်လုပ်ငန်းရှင်တအူးကပြောဆိုပါတယ်လျက်စင်းနဲ့စွန့်ရင်ဒူးဝင်ကြီးတန့်စင်နဲ့အရာရှိတွေကိုယာတို့မှဖေရှားပြီးအေးအေးယူတဲ့ကိစ္စကို မင်းအွန်လိုင်းကိုတိုင်တိုက်ရိုက်ကင်တွယ်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မုတ်ကုမြို့တဲကိုစစ်ကောင်စီတပ်သား200နီးပါးရောက်ရှိနေပြီး TNL ညွန်ကြားချက်နဲ့ကာကွယ်တပ်ဖွဲ့တွေမြို့ကနေစုခွာထားခဲ့ကြောင်းတင်ဆက်ပေးပါမယ်မတလီတိုင်းမုတ်ကုမြို့နယ်မှာအပြစ်ရဲကြီးညာပြီးနောက်ပိုင်းတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကခေါ်သွင်းလာတာကြောင့်စစ်အုပ်စုတပ်သား200နီးပါးရောက်ရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နှိစက်သူတွေကပြောပါတယ်မုတ်ကုမြို့နယ်အတွင်းကကြောက်ဖားကိတ်မှာအင်အား30 အစိုးရရုံးတွေမှာအင်အား40အောက်အချုပ်မှာအင်အား20အပေါ်အချုပ်မှာအင်အား90နဲ့ပြောင်းပြင်ရွာထိပ်ကယတနာရှင်လောက်ကမှာအင်အား30ကျော်ရောက်ရှိနေပြီးအဲ့ဒီစေအုပ်စုတပ်သားတွေကိုနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာခေါ်သွင်းလာတော့လို့ဆိုပါတယ်စေအုပ်စုတပ်တွေကိုမိုးကုတ်မြို့နယ်15မိုင်ကျော်ကွာဝေးတဲ့ပြင်းလွင်ရှမ်းလန်းဇုံကနေတဆင့် TNL ကခေါ်သွင်းလာတာဖြစ်ပြီးမြို့ရဲ့နေရာတော်တော်များများမှာစိတ်ဝင်နေပြီလို့ဆိုပါတယ်ဒါအပြင်တွန်လိုင်းတပ်ဖွဲ့တွေထိုင်ထားတဲ့ မြို့ပတ်ပတ်လဲမှရှိတဲ့ဗျူဟာကုန်းတွေကနေတက်တွေနောက်ကိုပြန်ဆုတ်ခိုင်းတာပြီးစေအုစုတက်တွေခေါ်သွင်းလာချိန်မှာမတိုက်ခိုက်ဖို့ပြောဆိုထားကြောင်းမိုးကုံမြို့နယ်ကတော်လိုင်းတက်ဖွဲ့တွေနဲ့နီးစပ်တဲ့စီးတရင်းချင်းမြေတူကပြောပါနေကျွန်တော်တို့အနေနဲ့မြို့ကိုကာကွယ်ဖို့အတွက် TNL ဘက်ကခွင့်မပြုထားဘူးသူတို့ဘက်ကအတင်းအကျပ်မဖြစ်မနေခေါ်သွင်းမှရမယ့်အနေထားတွေရှိထားတဲ့အတွက်ကျွန်တော်တို့အနေနဲ့တက်တွေကိုရွှေ့ထားရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ စူးစီးမှုအင်အားတွေပြည့်ယွင်းလို့မရတဲ့အတွက်ရန်သူအစ်စ်တွေမွေးလို့မရသေးဘူးပေါ့နော်ကျွန်တော်တို့ညီညွတ်နေကြဖို့လူတွေအတွက်အများကြီးစဉ်းစားနေရပါတယ်လို့ဆိုပါတယ်လက်တလောရောက်ရှိနေတဲ့စစ်အုပ်စုတပ်သားတွေကတော့စစ်ယူနီဖောင်းဝတ်ဆင်ထားတာမရှိဘဲမြို့ခံပုံစံနဲ့လှုပ်ရှားနေတိုင်းကစစ်ပြင်နေကြတယ်လို့သူကဆိုပါတယ်တရုတ်အရေးကျွမ်းကျင်သူဒေါက်တာလှကျော်စိုးကတော့ TNL နဲ့စစ်အုပ်စုရဲ့အပြစ်ကရက်စေးရေးဟာရည်ရှိမဖြစ်နိုင်ကြောင်းသုံးသပ်ပါတယ်စစ်အုပ်စုက TNL တင်းချုပ်ဒေသတွေကို လေကြောင်းကနေတောက်လျှောက်ပြီးအပြနေတော့အပြစ်ရက်ဖို့ကိုရွေးချယ်လိုက်ရတာပေါ့နော်ဒါပေမဲ့ဒီအပြစ်ရက်တဲ့အခိုက်အတန့်ကယာယီလို့ပဲမြင်ပါတယ်ရည်ရှိငြိမ်းချမ်းရေးအတွက်ဆိုအပြစ်လေဆွေးနွေးကြရမှာဖြစ်တယ်စီအိုစုဘက်ကသူတို့ကင်ထားတဲ့နိုင်ငံရေးအာဏာစီးပွားရေးအုပ်ချုပ်ရေးအာဏာအဲ့ဒါတွေကိုသူတို့တူတယ်ဆက်ကင်ထားလို့မရဘူးပေါ့ပြီးတော့ TNL လည်း MNDAA လို့ကိုရထားတဲ့မြို့လေးတွေကိုအုပ်ချုပ်ရေးနဲ့စီးရေးပြန်လည်တိစောက်ရမှာပေါ့နော်လို့ဆိုပါတယ် လက်တလုံးမှာတော့မိုးကုတ်မြို့ကိုစေအုပ်စုပြန်လဲထိန်းချုပ်ဖို့ပြင်ဆင်နေတာကြောင့်မြို့ကန်လူလူတွေဟာစေအုပ်စုကင်းစင်တဲ့နေမြေတွေနဲ့တခြားဒေသတွေကိုအလုံးရင်းနဲ့ထွက်ခွာရွှေ့ပြောင်းကုန်တာကြောင့်မြို့ကလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဆိုပါတယ်။တရုတ်ဂျောင်းဝင်စစ်ဆင်မှုကြောင့်စေအုပ်စုနဲ့ TNL တပ်တို့ဟာကုမင်းမြို့နယ်မှာအပြစ်ခတ်ရဲစေးရေးသဘောတူညီချက်နဲ့မိုးကုတ်နဲ့မုံမိတ်မြို့နယ်တို့ကိုလက်လွတ်ခဲ့တာဖြစ်ပါတယ်။တရုတ်ပြည်အားကြောင့် TNL တပ်ဟာမိုးကုတ်မြို့ကိုစေအုပ်စုတပ်တွေမဖြစ်မနေခေါ်သွင်းလာရမှာဖြစ်ပြီး မြို့ကနေတော့နိုဝင်ဘာလ29ရက်30ရက်တို့မှာတက်တွေစုခွာသွားမှာဖြစ်ပါလိမ့်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီးရေးနိုင်ငံရေးသုံးသပ်ချက်တွေကတော့ရန်သူရှောက်စီခြင်းတဲ့လမ်းကိုရှောက်မိတာလောက်မှားတဲ့အမှားမရှိဘူးနပိုလီယံဘူနာပတ်ပို့စီလူလူကြောင်ယူထိုးပါမှဈေးကြောင်လေးစိုးသလိုတောင်းတက် DNL ရဲ့လူရက်ကမဟာမိတ်တွေကိုနောက်ကျောဓာတ်တဆူထိုးတာပဲ DNL အနေနဲ့ကြောက်ရွံ့ကျွန်းွန်ဆုံးမတဲ့တရုတ်ကိုတေးဖြန့်ဖြန့်ပအောင်ကြောက်တာနေပဲမဟာမိတ်တွေပြည်သူလူထုတွေကိုဂတိတွေထုတ်ပြန်ချက်တွေအထက်ထပ်ပေးပြီးမှအကြံဖတ်စစ်တပ်ကိုခေါ်သွင်းလာမယ်လို့တောက်ရှက်မရှိပြောရတာနေတဲ့နဂရောစကေတော့မဟုတ်ပါဘူးထုံးထုတ်ထားတယ်မောပန်းနေပြီလို့တောက်ရှက်မရှိပြောပြီးစုတ်ချင်ရင်စုတ်သွားလေစစ်ကောင်စီတက်ကိုခေါ်သွင်းလာဖို့ PDF တွေကိုပေးထားတဲ့လက်နက်တွေယူလိုက်တော့လို့ပြောထွက်ရတယ်တတွေးကွက်ထဲပတ်လက်မျောလဲ မင်းတို့ဂယုမဆိုင်ဘူးဆိုတာသိတယ်။ narrow minded nationalism ဖြစ်နေတယ်လို့ပြောလဲရက်ကြောပြက်နေလို့သိမှာမဟုတ်ဘူး။ TNL ရဲ့စမန်ခုတ်နေတာကိုကြည့်ရင်ခွေးအားတွေရဲ့ဇယိုက်တဘာဝကိုတန့်မြင်မိတယ်။အမဲလိုက်လို့တားကောင်မရရင်စာလောင်မှုကိုတခြားနည်းနဲ့မဖြေရှင်းပဲကို့တားသမီးတွေကိုပြန်ကိုက်စတတ်တဲ့ခွေးအားတွေရဲ့ဇယိုက်နဲ့အတူတူပဲ။အကြပ်ပတ်စစ်တပ်ကိုမျိုးရဲခေါ်သွင်းရမှာ TNL တက်တွေလုံခြုံရေးယူပေးဖို့တက်ဖြန့်ချထားတဲ့အပြင် မိုးကုတ်ကိုကာကွယ်မဲ့လို့ပြောထားတဲ့တော်လိုင်းရဲ့အဖွဲ့ရေကိုပါတနက်ပေါက်ရင်ငါနဲ့တွေ့မယ်အထားနဲ့တနက်ပြောင်းလှည့်ထားတယ်။ PDF တက်ချထားတဲ့ဘက်ကိုတက်ပြန်ထားပြီးစစ်ဆိုင်ထတာရုပ်ပဲ့လွန်းတဲ့ဆိုရမှာဖြစ်တယ်။တစ်တုံညာနှစ်ခွန်စစ်စီလိုက်မှာမိတို့တဘောနဲ့ဝင်ပေါက်လာတာငါတို့အမိန်အောက်တွားရမှာပဲဆိုတဲ့အထားနဲ့ဆက်ဆံလာပါတယ်။တာဘုံကျော်ရဲ့ statement ကတအောင်းပလောင်တို့ရဲ့သမိုင်းကိုရည်စုံမျှော်လိုက်တယ်လို့ပါပဲ။ရှမ်းမြောက်ကိုတိုက်နေချင်း SSPP နဲ့ညီပြီးအချိန်နဲ့တင်းမှကြီးမှ TNL ကိုထောက်ခံပေးတဲ့ပြည်သူလူထုကိုလှုပ်ရက်လေခြင်းနှစ်ဖက်ကနဲ့မိုးမီမှာ KIA နဲ့ညီကလေးက Man PDF တွေအနေနဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကို2024ခုနှစ်ဇွန်လ23ရက်သိမ့်ပိုက်ပြီးကလေးကစပြီးပြင်ဆင်ထားရမှာပါ TNL နဲ့စစ်ကောင်စီတပ်သဘောတူညီနိုင်မှုထွက်ပြီးနိုဝင်ဘာလဇန်မှာမိုးကုတ်ဒေသခံတွေအကြံဖတ်စစ်တပ်ကိုလက်မခံနိုင်လို့တန်ဘုံတီတော်ထုတ်တာကိုလည်းမြင်နေရတဲ့ V-Lane လှုပ်ခြင်းမှာတော့ လို့ဘောရှမ်းမန်စစ်စင်ရေးကလေးကမိုးကုတ်ကိုမြို့ဆို့ဖို့လှုပ်ခဲ့တာမာမိတ်တော်လည်းအဖွဲ့တွေကိုတနက်ပြောင်းလှည့်ခြင်းကလေးကရန်သူရဲ့မိတ်ဆွေ TNL အပေါ်မှာယုံကြည်မှုတားတော့ကကျွန်တော်တို့လေမျိုးပေါ်ခက်သွက်သွက်လှိဖြက်နေခဲ့ပါပြီအဆုံးဆုံးကဒိုင်းသာပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုကိုပါလက်လွတ်ဆုံးရှုံးရပြီးတော်လည်းဤတစုံလုံးကိုပါချိနေသွားစေနိုင်ပါတယ် TNL အနေနဲ့မဟာမိတ်စည်းကိုချိုးဖောက်ရလို့တရုတ်ရိုက်တာလည်းမခံရတဲ့ပြင် အကြံဖတ်စစ်တပ်နဲ့ပေါင်းပြီးမိုးကုတ်ရတနာမြေကိုစီးပွားရေးတောင်းကျမ်းဖို့တရုတ်တွေခေါ်သွင်းပြီးစစ်ရန်တရားကြီးတွေနဲ့မြေလန်းရှာပါတော့မယ်။ BSLF DNL အနေနဲ့မိမိရဲ့တိုင်းသား DNA ကိုရောင်းစပြီးတရုတ်ကျွန်လဲဖြစ်ရဖို့အရေးဇေယိုက်တူအကြံဖတ်စစ်တပ်နဲ့ပေါင်းစပ်ဖို့ပြင်နေတာပြောရလားတအိုက်ဖုံးခွေယူကောင်စာဓမ္မွန်တေပါပဲ။အခုဆိုရင် DNL ကြောင့်အတလူကြီးပြန်ပိတ်လိုက်ရတာတော်လိုင်းရဲ့တက်တွေအနေနဲ့ဖောင်ပြောက်သွားရပါတယ်။မန္တလေးမိုးကုတ်လမ်းပိုင်းက မရီယာနဲ့တဝက်ကိုရှမ်းမြောက်ကစစ်တပ်ကိုပို့ပြီးထိုးစစ်စင်တာစစ်ကောင်စီပြန်ထိန်းချုပ်သွားနိုင်ပါတယ်။မြောက်ဖက်စင်ကူကိုပါရေချောင်းကုန်းချောင်းနဲ့တိုက်ဖို့အင်အားအလုံးရင်နဲ့ထိုးစစ်စာနေပါပြီ။မိုးမိတ်ကတော့ KIA နဲ့ ABSDF တို့ကစီရေးအကူအညီပေးမယ်လို့ထုတ်ပြန်ထားပါတယ်။အခုတော့စစ်ကောင်စီတပ်တွေမိုးမိတ်မြို့နာတိတ်တဆိတ်ကပ်လာပြီးနေအိမ်တွေတဲတီဝင်နေတဲ့ဆိုတဲ့အတန်တွေထွက်လာပါတယ်။မြို့တောင်ဘက်မြောက်ဘက်မှာရှိနေတဲ့အိမ်တွေမှာတက်ဆွဲနေပြီးမြို့နေလူတု၃ပုံ၂ပုံကဆစ်ရှောင်နေကြပြီဖြစ်ပါတယ်။ ီတစ်ခေါက်တိုက်ပွဲဖြစ်ရင်ပိုပြင်းထန်နိုင်မယ်လို့ယူဆပြီးစစ်ဆောင်နေကြတာဖြစ်ပါတယ်။မုံမိတ်မြို့နားမှာကချင်လွတ်မြောက်ရေးတပ် KIA တရင်34ရှိတဲ့အတွက်စစ်ရေးတော်မပြင်းစင်ထားပေမဲ့တော်လိုင်းရေးတပ်တွေတိုက်ရင်စစ်ရေးအရာအကူအညီပေးမယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနမေးမြန်းတာကိုဖြေကြားသွားခဲ့ပါတယ်။ TNL ချင်းချောက် PR ပေးမှုကြောင့် PDF တပ်ဖွဲ့တွေအခုဆိုရင်မိုးကုတ်ကနေတဖြည်းဖြည်းဆုတ်ခွာနေရပြီးနိုင်ငံရေးသဘောတူညီချက်မရှိဘဲတော်လိုင်းရေးတပ်အချင်းချင်းကြား ရေပေါ်ရေဘက်စိတ်နဲ့တိုက်ပွဲဝင်ပေးခဲ့တာအခုတော့စစ်တပ်ကိုဆွေးသွင်းပြီးမဟာမိတ်တွေကိုစစ်လံပြလိုက်ပါပြီ။ MAN PDF တွေမိုးကုတ် TRN viewer အဖွဲ့တွေမွေပါလဲစုံတားလဲစုံရမယ်အခြေအနေစိုက်ခဲ့ရပါတယ်။စီနာနဲ့အချမ်းဖတ်စစ်တပ်နောက်တောက်ကောက်ပါအောင်လိုက်နေတဲ့ TNL ကိုပုံစံမပေးရင်မဟာမိတ်ဆိုတဲ့စီအောက်မှာတစ္ဆာခံနေရင်တော်လိုင်းတစုံလုံးပြည့်စည်သွားပါလိမ့်မယ်။ရန်သူဖြစ်စေခြင်းတဲ့လမ်းနောက်မလိုက်ချင်းရင် villain ဖြစ်တဲ့ TNL ကိုတုံ့ပြန်ဖို့လိုပါတယ်။ အခုဆိုစစ်ကောင်စီတပ်နေရခန့်မိုးကုတ်မြို့တဲကိုစတင်ရောက်ရှိနေပြီးနိုဝင်ဘာလ16ရက်19ရက်မှာ TNL ကမိုးကုတ်မြို့ကိုကာကွယ်ရန်ရောက်ရှိနေတဲ့တော်လရင်တပ်တွေကိုပါစစ်ကောင်စီတပ်ကိုအနောက်ရှက်ဟန်တာမပြုတ်လုံရန်နဲ့မြို့တွေကထွက်ခွာပေးဖို့လာပြောထားပါတယ် TNL ရဲ့မိုက်ရိုင်းမှုကကန့်ကုန်သွားပါပြီတော်လရင်တပ်တွေအနေနဲ့နောက်ဆုံးအနေနဲ့တောင်းတက် TNL နဲ့ညှိကြည့်ပါမရဘူးလက်မခံနိုင်ဘူးဆိုရင် zero sum game ကစားရုံပေါ့ ဖြစ်နိုင်ပါမလားနိုင်ပါမလားအချင်းချင်းပြန်တိုက်ရမှာလားမတွေ့ပါနဲ့လှုပ်တင့်တာလှုပ်ထိုက်လို့လှုပ်ရတာတချောင်းတည်းသောစိတ်ကိုထားပြီးရှင်းပြရန်သူကပျော်လေခဏပဲနာဇီတပ်တွေ1939စက်တင်ဘာလ1ရက်မှာပိုလန်နိုင်ငံကိုကျူးကျော်ပြီး World War 2ကိုစတင်ကြပါတယ်နာဇီတပ်မှကြီးတွေပန်ဆာတပ်တွေတန်ချက်ကတပ်ကြီးတွေပိုလန်ကိုဝင်ပြီးတက်ကြွခဲ့တာ26ရက်ကြာပြီးပိုလန်တနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် တ်လာရဲ့နာဇီတက်မတော်ကိုတခြားဥရောပနိုင်ငံတွေဖိမ့်ဖိတ်တူအောင်ကြောက်လန့်ခဲ့ကြပါတယ်။ပိုလန်နိုင်ငံဝါဆော့ကဂျူးရက်ကွက်တစ်ခုဖြစ်တဲ့ဂက်တိုစခန်းကနာဇီဂျာမနီတွေကိုမြေအောက်တော်လှန်ရေးလုပ်ခဲ့ကြတယ်။1943ဇန်နဝါရီလ18ရက်နေ့မှာဂက်တိုစခန်းကိုပြိုခွဲဖို့ဂျာမန်တပ်မကြီးကအမြောက်တွေဘုံတွေနဲ့တိုက်ခိုက်ကြပါတယ်။ဂျူးတွေလည်းမောင်ကူကရတဲ့လက်နက်ငယ်လုံတနတ်တွေဘုံတွေမိုလိုတော့တွေနဲ့ခုခံခဲ့ကြပါတယ်။နောက်ဆုံးတော့ဂျူးရက်ကွက်စစ်စစ်ညံ့ညံ့ကြီးခဲ့ပြီး 3000ကျော်တည်ဆုံခဲ့ရပါတယ်။ပိုလန်ကို26ရက်နဲ့သိမ်းခဲ့တဲ့နာဇီဂျာမန်တပ်ကြီးဂျူရီရဲ့ဂက်တိုစခန်းကို42ရက်ကြာမှသိမ်းပိုက်နိုင်ခဲ့ပါတယ်။တကယ့်အံ့ဖွယ်ပါနန်ဖြစ်ရဆန်ပါပဲ။ဂျူရီရဲ့စိတ်ဓာတ်ကိုအကောင်းဆုံးပြသနိုင်ခဲ့တဲ့ဖြစ်ရဖြစ်ပြီးဒီလိုစွန့်လွတ်ပေးဆက်အနစ်နာခံမှုကြောင့်နိုင်ငံမဲ့ဂျူရီအရှိအလေပိုင်းကို Exodus စစ်စင်ရေးနေတူအစ္စရေးနိုင်ငံကိုမွေးဖွားနိုင်ခဲ့ပါတယ်။မိုးကိုမိုးမိမ်မှာလောလောဆယ်အချိန်လေးရနောက်ဆုတ်ပေးလိုက်တာအကောင်းဆုံးပါပဲ။ DNL အခုလိုလှုပ်ပေါက်တွေအရမဟာမိတ်စည်းကိုဖျက်ယုံတယ်မကဘူးကိုလက်နဲ့ရေးတာကိုချီနဲ့ဖျက်နေတာကိုတော်လိုင်းအင်အားစုတွေစနစ်တကျစူးစီးပြီးရင်မိုးကိုမိုးမိတ်ကိုပြန်တိုက်လို့ရပါတယ်ရန်သူဖြစ်စေခြင်းတဲ့လမ်းကိုမလျှောက်ပဲ DNL ကိုထိတ်တဲမြတွေပဲအင်အားစုစည်းပါကိုအမားကိုရှာပွေပါဓာသွေးပြီးအခွင့်အရေးစောင့်ပါတခုတော့ရှိတယ်သွေးပူလုံးလုံကြပါဟုတ်ကဲ့ပါ အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။